တီရာယူမွန်စစ်ကြောင်းထံမှဒိတ်တထောင်ကျော်တာမိုးရှိတက်ခရီးဒရုန်းတစ်စင်းကိုနထိုးကြီးပကဖတင်စီရရှိကြောင်းတီးရပါတယ်။မာလီတိုင်းမြန်ကျန်ခိုင်နထိုးကြီးမြို့နယ်မှာပြူကောင်းဆောင်တီရာယူမွန်ရဲ့အကြမ်းဖက်စစ်ကြောင်းထံကနေ6လက်ဒရုန်းတစ်စင်းကိုတင်စီရရှိခဲ့တယ်လို့နထိုးကြီးမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့တာဝန်ရှိသူကပြောပါတယ်။အောက်တိုဘာလ29ရက်မနေ့ကနထိုးကြီးမြို့နယ်အနောက်ဘက်တနေရာမှာ တော်လာရေးတပ်တွေရှင်းလင်းရေးလှုပ်ဆောင်နေချိန်အဆိုပါဒရုန်းကိုတွေ့ရှိသိမ်းဆည်းနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒရုန်းဟာ multi 6လက်တိုက်ခိုက်ရေးဒရုန်းမျိုးစားဖြစ်ပြီးစစ်ကြောင်းဝင်ရောက်လာချိန်လွတ်တင်ရင်ချွေရမှုတွေကြောင့်ပြတ်ကျကျန်ခဲ့တာလည်းဖြစ်နိုင်ပါတယ်။ကျွန်တော်တို့ဘက်ကဒရုန်းချရင်ဘက်ထရီကုန်ပြီးပြတ်ကျတာမျိုးပါ။မနေ့ကရှင်းလင်းလုပ်ရင်သိမ်းဆည်းရမိခဲ့တာပါ။တခါကြီးအတွက်တုံးတာလက်ရှိပေါက်ဈေးရဆိုရင်မြန်မာငွေ7300ထက်မှရှိပါတယ်လို့မထိုးကြီးမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့တာဝန်ရှိသူကပြောပါတယ် အကျန်းဖက်တီတာယူမှုဥဆောင်တဲ့ပြူစောထီးနဲ့စစ်တပ်ပူးပေါင်းစစ်ကြောင်းတွေဟာရင်ကြံမြို့ကနေနထိုးကြီးမြို့အထိစစ်ကြောင်းတွေဝင်ရောက်နေတာဖြစ်ပါတယ်။ဒါအပြင်မလိုင်မြို့ကနေလည်းစစ်ကြောင်းတစ်ခုခွဲပြီးတက်လာတာမျိုးတွေရှိတယ်လို့သိရပါတယ်။အကျန်းဖက်စေအုပ်စုထောက်ခံတဲ့ဝါရဖြန့်သတင်း channel တွေမှာတော့နထိုးကြီးနဲ့ရင်ကြံတွင် PDF တပ်ဖွဲ့ဝင်တွေကိုတီတာယူမှုဥဆောင်တဲ့စစ်ကြောင်းကလိုက်လံချေမှုအောက်ပွဲခံနေကြောင်းဖော်ပြထားပေမဲ့လက်ရှိမြေပြင်မှာတော့အဲ့ဒီလိုမဟုတ်ဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ25ရက်နေ့ကနေ့ အောက်တိုဘာလ17ရက်နေ့အတွင်းဝင်ရောက်ခဲ့တဲ့အကြမ်းဖက်စစ်ကြောင်းတွေကိုလည်းတော်လာရေးတပ်တွေကခုခံစစ်ကနေထိုးစစ်တပွဲပြောင်းလဲရန်တိုက်ခဲ့တယ်လို့မြန်ကြန်ကန်တရင်၄၀၀ထိုးကြီး PDF ကထုတ်ပြန်ထားပါတယ်။အဲဒီထိတွေ့တပွဲတွေနဲ့ဂျီဝါရီကိုမိရှုဖြက်စီးပြီးအရသာအမျိုးသမီးများစွာကိုမရင်းကျင့်တပ်ဖြတ်ခဲ့တဲ့ဗိုလ်မှူးကြော်မဲနဲ့အရာရှိတွေပါဝင်စစ်အုပ်စုအယောက်40ခန့်ထိခိုက်ဒေဆုံးကစစ်တုံးပေါင်း9ယောက်နဲ့လက်နက်ခင်းရများပြားရရှိတဲ့အထိတိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ပေါခေါမြုံနယ်အုပ်ချုပ်ရေးမှူးအောင်နိုင်သူဦးဦးဆောင်သောပြူစောတီဖွဲ့ကမြို့ပေါ်ရုပ်ကတ်များတွင် နေရင်တကားပါရိုက်ခွင့်ပြီးအစင်းစစ်စေးကလူငယ်များကိုပေါ်တာဆွဲဖားစီငွေညက်ကြောင်းတီးရပါတယ်။တကူတိုင်းပေါခေါမြုံနယ်အုပ်ချုပ်ရေးမှူးအောင်နိုင်သူဦးဆောင်သောပြူစောတီဖွဲ့ကမြို့ပေါ်ရုပ်ကတ်များတွင်နေရင်တကားပါရိုက်ခွင့်ပြီးအစင်းစစ်စေးကလူငယ်များကိုပေါ်တာဆွဲဖားစီငွေညက်နေကြောင်းဒေသအပြည်သူများနဲ့ဒေသရင်းတရင်ရင်းနှီးဖြစ်သောတို့ပြည်မှတာဝန်ရှိသူတို့ကပြောပါရတယ်။ ပေါကောင်းမြုံနဲ့အုတ်ချုပ်ရည်မူအောင်နိုင်သူဦးဒီစစ်တပ်ကစစ်မှုထမ်းဥပဒေပြဋ္ဌာန်းချိန်မှစ၍လူငယ်များကိုပေါ်တော်ဆွဲဖမ်းဆီးမိညစ်နေခြင်းဖြစ်ကြောင်းထို့သောပေါ်တော်ဆွဲဖမ်းဆီးမှုများကိုပေါကောင်းမြုံနဲ့အုတ်ချုပ်ရည်မူအောင်နိုင်သူဦးစီမံပုံမှုတုံးနိုင်ထွန်းဒူဦးစီတရားဆွေနဲ့ရုံစေကန်ထုတို့ကစူပေါင်းလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရပါတယ်လက်ရှိချိန်တွင်အုတ်ချုပ်ရည်မူအောင်နိုင်သူဦးဦးဆောင်သောပြူစောတိအဖွဲ့သည်မြို့ပေါ်ရက်ွက်များတွင်နေအိမ်တကားကိုပါရိုက်ခွင့်ပြီးအဆင်းစစ်စစ်မှုဆိုကလူငယ်များကိုပေါ်တော်ဆွဲဖမ်းဆီးမိညစ်မှုများ ပုံမဆိုးရွားစွာလှုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရပါတယ်။ယင်းတို့ဖန်ဆီးငွေကြေးမှုများမှာရရှိလာသောငွေကြေးများကိုထွေအုပ်ကျေးဟုဆိုကာဒူးစီတီရဆွေကငွေကျပ်သိန်း90နဲ့ပြူစောဒီကောင်းဆောင်နေကြောက်ခဲဆိုသူကငွေကျပ်သိန်း90ယူဆောင်ကြောင်းသိရှိရပါတယ်။ပောက်ခေါင်းမြို့ပေါ်မှာအုတ်ချုပ်ရေးမှုအောင်နိုင်သူဦးကလူငယ်တွေကိုပေါ်လာဆွဲဖန်ဆီးတာတော်ဆိုးလာတယ်။အခုကသူတို့ဆောင်ဖမ်းတာလူသိမ့်မရတော့လို့ညဘက်ဆိုအဆင်းအကြောင်းပြပြီးနေရင်တကားပါရိုက်ဖွင့်ပြီးပေါ်လာဆွဲဝင်ရောက်ဖမ်းဆီးတာငွေညစ်တာတွေလှုပ်ဆောင်လာပါတယ် ်ပြည်သူတွေကလည်းကြောက်လန့်နေကြတယ်ညဖက်ရောက်ရင်အဲဆင်းလာစစ်မှကိုလက်နေရပါတယ်ဟုဒေသပြည်သူတူကပြောဆိုပါတယ်အုတ်ချုပ်ရင်မှုအောင်နိုင်သူဦးဆောင်သောပြူစောတီဖွဲ့သည်ပေါက်ခေါင်းမြုပ်ပေါ်လမ်းဆုံများတွင်စစ်စေးကိများကိုအင်စီကားများဖြင့်နေစဉ်လှည့်ပတ်ပြီးလူငယ်များကိုပေါ်လာဆွဲဖမ်းဆီးမှုများလည်းပြုလုပ်ကြောင်းသိရပါတယ်ဒန်လင်မြုပ်နယ်ဘောတပြေကကြေးရွာတွင်ယာအိမ်မှုချက်စားဤတားဖြစ်သူနှင့်အပေါင်းပါတူဦးက ်အသက်18နှစ်အရွယ်မိန်းကလေးငယ်ကိုမရင်ကျက်နှစ်နာသူမိန်းကလေးကိုငွေကျပ်3000ပေး၍ရွာပြန်ပို့လိုက်ပြီးကျွလွန်သူများကိုအရေးယူနိုင်ခြင်းမရှိကြောင်းသိရပါသည်ရန်ကုန်တိုင်းတာလယ်မြို့နယ်ဘော့တပြေကကျေးပေါ်တွင်ယာအိမ်မှုချက်ဆိုင်သားဖြစ်သူနှင့်အပေါင်းပါများကအသက်18နှစ်အရွယ်မိန်းကလေးငယ်တဦးကိုမရင်ကျက်မှုဖြစ်ပွားပြီးပြုကျင့်ခံရသူမိန်းကလေးငယ်ကိုငွေကျပ်3000ဖြင့်ရွာပြန်ပို့လိုက်ကြောင်းသိရှိရပါသည်အောက်တိုဘာလလယ်တွင်ယာအိမ်မှုချက်ဆိုင်သားဖြစ်သူနှင့်အပေါင်းပါကယ်ရီသမားတဦးက တနေ့တကြီးမှလာရောက်သောအသက်16နှစ်အရွယ်မိန်းကလေးငယ်ကိုအုပ်စုဖွဲ့မရင်းကျင့်မှုဖြစ်ပွားခဲ့ကြောင်းအဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက်ဘောတပြေကန်ကျေးရွာမှကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ရာယီမှုချစ်ဆန်းတို့ကကျူးလွန်ခံရသော မိန်းကလေးငယ်ကိုတက်ဆိုင်ရာရွာသို့ပြန်ပြန်ပြောဆိုပြီးငွေကျပ်3000ပေးကာကားပေါ်တင်ပေးလိုက်ကြကြောင်းမရင်းမှုနဲ့ပတ်သက်၍ဘောတပြေကန်ကျေးရွာနေနေရဲများကိုလည်းရာယီမှုချစ်ဆန်းကငွေကြေးလက်ထိုး၍အမှုမဖြစ်စေရန်လှုံ့ဆော်ခဲ့ကြောင်းသိရှိရပါသည်ပြုချင်းခံရတဲ့မိန်းကလေးကအသက်မပြည့်သေးဘူး ူကဒီမှာဆွေနှုတ်နောက်ခါမရှိဘူးရွာကနေအလာလာလှုပ်လှုပ်နေတာဩကထရဲ့ယာယီမှုချစ်စမ်းကကလေးမကိုငွေ3000ပေးပြီးသူ့ရွာပြမဲ့ကားပေါ်တင်ပေးလိုက်တယ်ဘောတပြေကနေနေရဲစခန်းကရဲတွေကိုလည်းဩကထနဲ့ယာယီမှုချစ်စမ်းကအမှုမကြီးစေလို့ဘူးဆိုပြီးလက်ထိုးတယ်ကျင်းဘူးအရက်တိုက်တယ်နောက်တစ်ခုကကျေးရွာအုပ်ချုပ်ရေးမှုဩကထနဲ့ယာယီမှုချစ်စမ်းကအမျိုးပတ်တော်နေတယ်ဟုအမှုဖြစ်စဉ်ကိုတေချာစွာသိရှိထားသောသတင်းရင်းမြစ်ကရှင်းပြပါပါတယ်အဆိုပါမရင်ကျင်းမှုဖြစ်စဉ်ကိုဘောတပြေကကျေးရွာမှာသိရှိသူအချို့သာရှိပြီး ဒီမှာဥက္ကဋ္ဌနဲ့ရာယီမှုချစ်စားနှုတ်ကသတင်းမတင်ပွားစေရန်ဖုံးကွယ်ထားကြောင်းနှစ်လခဲ့သူမင်းကလေးငယ်မှာလည်းအမာခံဆွေမျိုးသားချင်းမရှိ၍အမှုလုံနိုင်ခြင်းမရှိပဲတက်ဆိုင်ရာကျေးရွာသို့ပြန်သွားရကြောင်းရင်းကဲ့သို့အရေးယူမှုမရှိသည့်အတွက်ရာယီမှုသားနဲ့ကျေးရွာအုပ်ချုပ်ရေးမှုအတိုင်းဝိုင်းမှလူငယ်များကပို၍လည်ရဲဇရဲဖြစ်လာကြောင်းသိရှိရပါသည်ပြုချင်းခဲ့တဲ့ရာယီမှုသားနဲ့ကယ်ရီသမားကဘာမှမဖြစ်ဘူးဘသူကလည်းအရေးယူဆောင်ရွက်တာမျိုးမရှိဘူးနှစ်လသူကလည်းဆွေမျိုးမရှိဆွေမရှိမျိုးမရှိဒီကောင်ကျက်လို့ဖြစ်နေတယ်ကျူးလုံးတဲ့သူတွေကပုံမှန်တိုင်းနေထိုင်သွားလာနေကြတာ ကြာရှိနေတဲ့တမီးမိမပြိုလေးတွေအတွက်လည်းမလုံခြုံဘူးဘောတပြေကကြေးရွာမှာပြည်သူတို့ကရှင်းပြပါဗါးတရင်သာမြို့နယ်တွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကမြေပြင်ကြီးကြောင်ရေကြောင်လေကြောင်မှထိုးစစ်ဆင်နေ၍ပြည်သူများခရီးသွားလာခြင်းမပြုလို့ရန်သတိပေးချက်ထုတ်ပြန်ပါတယ်တရင်သာတိုင်းတရင်သာမြို့နယ်တွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကကြီးကြောင်ရေကြောင်လေကြောင်မှတဆင့်ထိုးစစ်ဆင်တိုက်ခိုက်နေ၍မြေတရင်သာကြီးဘုတ်ပြင်းလမ်းပိုင်းသို့ပြည်သူများခရီးသွားလာခြင်းမပြုလို့ကြပါရန် ပြည်သူ့ကော်မတီတပ်ဖွဲ့အမှတ်35နိပြူဟာကသတိပေးချက်ထုတ်ပြန်ထားပါတယ်။ဒင်းဒိုင်တိုင်းစစ်ဌာနကိုကဲမှုအောက်ရှိနိပြူဟာ35နေပြည်ဖြစ်သည့်ဒင်းဒိုင်မြို့နယ်တွင်၌အကြမ်းဖက်စစ်ကုံရှင်တပ်နှင့်တော်လိုင်းအဖွဲ့များကြားဖြစ်ရတိုက်ပွဲများဖြစ်ပေါ်လျက်ရှိပြီးအကြမ်းဖက်စစ်ကုံရှင်၏ကာယူရနိုင်စစ်ဌာနချုပ်ကာယခနှင့်အမှတ်73စစ်စင်ရေးကိုကဲမှုဌာနချုပ်စာကခ73တို့မှတိုက်ပွဲဖြစ်ပွားရာနေရာများကိုသာမကတိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကိုပါလေကြောင်းရေကြောင်းနှင့်လက်နက်ကြီးများပြစ်ခတ်တိုက်ခိုက်နေကြောင်းအသိပေးထားပါသည် ထို့သောအယသာပြည်သူများရွေချက်ရှိရှိပြင်မထားတက်ခိုက်မှုများလှုပ်ဆောင်နေသည့်အပြင်လမ်းများတွင်စစ်ဆေးဂိတ်များခြေချတိုက်ဆောက်ပါခရီးသွားပြည်သူလူထုအားတရားမဲ့စစ်ဆေးခြင်းလုံခြုံရေးအကြောင်းပြ၍ကုန်စည်ဖွင့်ပေါက်စစ်ဆေးခြင်းတင်ယူခြင်းလူနက်ကုန်စည်များအားတရားမဲ့ဖမ်းဆီးခြင်းဖြတ်တန်းခအဖြစ်ဆက်ကျေးကိုမတရားကောက်ခံခြင်းလူငယ်လူရယ်များအားအတမဖမ်းဆီး၍တပ်သားတွေစုဆောင်းခြင်းစသည်တို့ကိုလည်းလှုပ်ဆောင်ရရှိကြောင်းတည်ရပါသည်စစ်ကောင်ဖြင့်တက်ကဒေသတွင်ကာလမကြီးများမှတဆင့်စစ်ကူနှင့်ထောက်ပံ့ဖြစ်တဲ့လုံငန်းများလှုပ်ဆောင်ရရှိသောကြောင်း ။တရင်သာမြုံနယ်ရှိလက်ထရော့ဖြစ်ပေါ်နေသည့်စီးရဲချီနေများပြင်းထန်နေမှုရှိနိုင်ကြောင်းယက်သားပြည်သူများအနေဖြင့်အသက်အန္တရာယ်ရှိနိုင်သည်ဟုဆိုပါရ။ထို့ကြောင့်အော်တိုဘားလ28ရက်နေ့မှစ၍နေ့တင်းသာကြီးဗိုလ်ပြင်းလမ်းမကြီးတစ်လျှောက်ခီးသွားလာမှုကိုပြုရတယ်။အထူးသဖြင့်ကာလမကြီးအုံပြူသွားလာမှုကိုရှောင်ရှားကြရန်တရင်သာတိုင်းစစ်ဌာနအမှတ်35နီးပြူဟာထုတ်ပြန်ထားပါရ။စေအောင်စုရဲ့ရွေးကောက်ပွဲလွတ်လပ်ပြီးတရားမျှတမယ်လို့ဘယ်သူမှယုံမှာမဟုတ်ဘူးထင်တယ်ကြောင်ကုလအကြီးကပြောပါတယ်။ မြန်မာနိုင်ငံမှာကျင်းပတော့မဲ့ဆေးအုပ်စုရွေးကောက်ပွဲရဲ့မျှတမှုပေါ်တန်တရားရှိကြောင်းဂလုတမကအထွေထွေဒူးရဲမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကအော်တိုဘာလ29ရက်တနင်္လာနေ့မှာပွင့်ပွင့်လင်းလင်းပြောကြားလိုက်ပါတယ်။ဒါအပြင်ဗီရစ်စ်ဖြစ်နေတဲ့မြန်မာပြည်အတွက်လူသားချင်းစာနာမှုကူညီတွေပေးဖို့နဲ့အကြမ်းဖက်မှုတွေရပ်ဖို့ကိုလည်းသူကအလေးပေးပြောသွားပါတယ်။မလေးရှားမှာကျင်းပနေတဲ့59ကြိမ်မြောက် ASEAN ထိပ်သီးစည်းဝေးနဲ့ဆက်ဆက်စည်းဝေးတွေမှာသတင်းစာရှင်းလင်းပွဲလို့ယင်း ်ဂူတာရက်စ်ကအဲ့ဒီရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတမယ်လို့ဘယ်သူမှမယုံဘူးလို့ကျွန်တော်ထင်တယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလဆက်အာနာသိန်းကြီးကလေးကပထမဆုံးအကြိမ်ဖြစ်ဒီနေ့ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲစတင်ကျင်းပမယ်လို့အာနာသိန်းစေုပ်စုကကြေညာထားတာဖြစ်ပါတယ်။ဂူတာရက်စ်ကဆက်ပြီးတော့အဲ့ဒီရွေးကောက်ပွဲတွေကမြန်မာနိုင်ငံရဲ့ပြည်ထနာတွေကိုဖြည့်ရှင်းဖို့ထောက်ကူဖြစ်မယ်လို့လည်းဘယ်သူမှမယုံဘူးလို့ကျွန်တော်ထင်တယ်လို့ဆက်ပြောပါတယ်။ဒီအချိန်မှာကျွန်တော်တို့အနေနဲ့လူသားချင်းစာနာမှုအကူအညီတွေပို့ပေးဖို့ အကြမ်းဖက်မှုတွေရပ်ဖို့တချိန်တည်းမှာပဲအဲ့ဒါအုပ်ချုပ်ရေးနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီအစိုးရပုံစံကိုဥတည်တဲ့နိုင်ငံရေးပြောင်းလဲမှုအတွက်လမ်းကင်းပေးဖို့လိုတယ်လို့ကျွန်တော်ထင်ပါတယ်လို့သူကဖြည့်စုံပြောကြားသွားပါတယ်မဲဆောက်ပင်မြန်မာမျိုးသမီးလေပင်ကိုဓာတ်ပြန်လီသူဟာဖမ်းဆီးရမိကြောင်းတီးရပါတယ်ထိုင်းမြန်မာနယ်စပ်ဖြစ်တဲ့ထိုင်းနိုင်ငံမဲဆောက်မြို့မှာမြန်မာအမျိုးသမီးတစ်ယောက်ရဲ့လေပင်ကိုဓာတ်နဲ့လီပြီးထွက်ပြေးသွားတဲ့မျိုးသားကိုဖမ်းဆီးရမိခဲ့ပြီလို့တီးရပါတယ်အော်တိုဘားလ29ရက်မနေ့အစောပိုင်းမှာ မဲဆောက်မြုပ်ကမြုပ်နယ်ယုံအရက်ခေါ်အန်ဖိုယုံရဲ့တန့်စင်ခါဘက်မှာမြန်မာမျိုးသမီးကိုထမ်းမျိုးသားကလေဘင်းကိုတားနဲ့ဖီဘီထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ဖြစ်စဉ်မှာအသက်20နှစ်အရွယ်မြန်မာမျိုးသမီးမအီဖြူကိုအဆိုပါတန့်စင်ခါထဲမှာအတ္တမပြုခြင်းပို့ကြိုးစားခဲ့ရမှာမအီဖြူကလက်မခံတာကြောင့်ဒါနဲ့အန်တရာယ်ပြုသွားတာဖြစ်တယ်လို့တရားခံဖြစ်သူကဝန်ခံထွက်ဆိုထားကြောင်းထိုင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။တရားခံဖြစ်သူထမ်းမျိုးသားဟာအသက်28နှစ်အရွယ်ဖြစ်ပြီး အခင်းပြပွားခဲ့တဲ့အော်တိုဘားလ29ရက်စစ်တနင်္ဂနွေဝန်းကျင်ချိန်မှာပဲမဲဆောက်မြို့ဖရာကျောက်တက်အဝိုင်းမှာ73စီစံအနီးက ATM ဆက်နတ်မှာပုံနေတောင်းကိုပြည်သူတွေကတိုင်ကြလာတာကြောင့်မဲဆောက်ရဲတပ်ဖွဲ့ကတွားရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ဒီအခါဒီဖြစ်စဉ်ပတိုင်ခင်ကလည်းအဓမ္မပြုကျင့်မှုနှစ်ကြိမ်ကျူးလွန်ခဲ့မှုတဲ့ပြည်မှုမတန်းဟောင်းရှိသူဖြစ်တယ်လို့သိရပါတယ်။ဒါနဲ့တခိုက်ခံခဲ့ရသူမအီဖြူကတော့လက်ရှိမဲဆောက်ဆေးရုံကြီးမှာတက်ရောက်ကူတာမှုခံယူနေပြီးအသက်အန္တရာယ်မစိုးရင်ရတဲ့အခြေအနေကိုရောက်ရှိလာပြီလို့ကနအူသိရပါတယ်။